ဘူးစရာမြမလေးဦးကစားတာမှန်ပါသလားတဲ့အဲ့လိုတော့မဟုတ်ဘူးအဲ့ဒါလေးတခုပြောပြမနော်ကဘာကြီးတခုလုံးကတနေ့ကျတော့ပျက်စီးသွားပျက်စီးသွားပြီးတော့ဒီအာကာသဟင်းနဲ့ညင်ကြီးပဲဖြစ်သွားအဲ့မှာမိုးရီရွာတဲ့အခါကျတော့ဘူပေါင်းများစွာကြားတဲ့အခါမိုးပေါက်ကြီးတခုလေထူးရဲ့ပင့်ထားလို့မိုးပေါက်ကြီးတပေါက်သေးပဲဖြစ်ပြီးဒီ အာဂတာထဲမှာရှိတဲ့အပူချိန်တွေကြောင့်တဖြည်းဖြည်းမိုးမိုးပေါက်တွေကတင်းသွားတယ်။အဲတင်းသွားရင်ကနေအတ္တပလန်နဲ့ကြီးတစ်ခုဖြစ်လာ။အဲ့ဒီဖြစ်လာတဲ့အချိန်မှာပြမဘဝကသိဆုံးလာတဲ့ပြမတို့ကဒီလူပြည်လူလောကလူသားအနေနဲ့လာဖြစ်တယ်။လူသားအနေနဲ့ဖြစ်ပေမဲ့လို့သူကအဲ့ဒီမှာသူ့မွေးပေးမဲ့အမေမရှိဘူး။အမေမရှိတဲ့အခါကျတော့သူကသူ့ ူသာဥပပတ်ပဋိတရေလို့ခေါ်တယ်။မွေးဖွားခြင်းက၄မျိုးရှိတယ်။ဥကမွေးဖွားတာရှိတယ်၊တာအိမ်ကမွေးဖွားတာရှိတယ်၊ရှင်အနှိအဆိုဓာတ်ကမွေးဖွားတာရှိတယ်၊ကိုတင်ရှားဖြစ်ပြီးမွေးတာရှိတယ်၊မွေးဖွားခြင်း၄မျိုးရှိတယ်။သူကဥပပတ်လို့ခေါ်တယ်၊မွေးဖွားနည်း၊ကိုတင်ရှားဖြစ်ပေါ်လာတဲ့မွေးဖွားနည်းနဲ့မွေးတယ်။အဲ့ဒီခေတ်တုန်းကသူတို့ဟာကောင်းကင်မှာ ပြန်တယ်ကိုယ်ပိုင်အလင်းရောင်လေးရှိတယ်အစာမစားဘူးပီတိနဲ့ပဲပျော်မွေ့ပြီးတော့နေကြတယ်လို့တကယ်တော့သူတို့ဟာမြမပြေကနေပြီးတေဆုံးပြီးတော့ပရမဇုံကဘာဥလူသားအနေနဲ့နာဖြစ်တာမြမမဟုတ်ဘူးသူတို့ဟာနော်လူသားအနေနဲ့ပဲဖြစ်တာနောက်တစ်ဖြည်းဖြည်းကျတော့မှသူတို့ပြောင်းလဲမှုတွေကြောင့်တစ်ဖြည်းဖြည်းမျိုးသားမျိုးမီးတွေဖြစ်လာတယ်တစ်ဖြည်းဖြည်း ခဘာကြီးရဲ့ဒီ process တိုင်းပြောင်းသွားတာပေါ့နော်။တစ်ဖြည်းဖြည်းပြောင်းလဲပြီးခနေ့လူသားတွေဖြစ်လာတာဖြစ်။ဘုရားဆိုတဲ့ဒါသစ္စာဘုရားဟောတဲ့အခင်ညာတုတ်စာအဲ့ထက်မှရှိတယ်။